အခုကိုခံစားနေရတာတွေက ထာဝရအတွက်မဟုတ်ပါဘူးခဏနဲ့ပြီးဆုံးသွားမှာပါတချို့တွေကတော့အခုခံစားနေရတဲ့အရာတွေက ထာဝရဖြစ်နိုင်တယ်လို့ချိန်ပြီးတော့မှစိတ်တက်ကြကြတယ်စိတ်ညစ်ကြတယ်တကယ်တမ်းကျတော့ဒါကထာဝရအတွက်မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်တွေမုန်းချက်တိုင်းကိုယ့်ရဲ့အတွင်းစိတ်ကငါ ခံနိုင်ရရှိတယ်လို့ပြောနေတာကိုနားထောင်ပါတခါတလေမှာအားလက်ချင်ယူဖို့ကအားအင်းနေပြန်ဖြစ်ဖို့အတွက်အရေးကြီးဆုံးချိန်ပါဒီတော့တခါတလေမှာလည်းအားလက်ချင်နေယူပါအားအင်းနေပြန်လဲဖြစ်ပါကိုယ့်ရဲ့စိတ်ကိုတစ်ပင်တစ်ပင်လိုပဲမြင်ပါအရေးရှိပြီးတော့မှအသက်ရှူနိုင်တဲ့နေရာမှာနေပါစိတ်ဆင်းရဲနေရာရဆိုတော့ကိုလက်ခံပါ ဒါပေမဲ့အဲ့ဒီအထဲမှာမနေဖို့ရွေးချယ်ခွင့်ရှိပါတယ်တချို့တွေကစိတ်ဆင်းရဲတာကိုလည်းလက်ခံတယ်အဲ့ဒီစိတ်ဆင်းရဲတဲ့အထဲမှာလည်းနေဖို့ရွေးချယ်ထားတယ်ဒီတော့ဘဝကြီးကမနေပြောတော့အရာအားလုံးကိုကိုထိန်းချုပ်လို့ရမှာမဟုတ်ဘူးထိန်းချုပ်ဖို့လည်းမလိုဘူးတစ်ခါတလေမှာရေစင်းနေတူပါသွားတာလည်းကောင်းပါတယ်အမြဲတမ်းအတွက်တော့မဟုတ်ဘူး စိတ်ဖိစီးမှုတွေကိုကြော်လွားနိုင်ဖို့အလင်းနှင်းတွေကိုရှာပါအဲ့ဒီအလင်းနှင်းတွေကလည်းကိုယ့်ရဲ့ကိုယ်ထဲထဲမှာရှိနေရဆိုတာကိုမမေ့ပါနဲ့ငြိမ်သက်မှုဆိုတာကအပြင်ပမှာရှိနေတာဖြစ်နေတာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ထဲကနေစတင်ပါလေဒီနေ့တာမှာအနည်းဆုံး5မိနစ်လောက်ငြိမ်ငြိမ်ထိုင်ပါကိုယ့်ရဲ့စိတ်ကကိုယ့်ကိုကျေစွတင်ပါလေ စိတ်ဆိုတာကလေတို့လိုပါပဲညစ်နွမ်းနေရင်တန့်ဆင့်အောင်လုပ်ဖို့လိုတယ်ဘလို့အချိန်မျိုးမှာပဲမဆိုကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားရဖို့သင်ယူပါကိုယ့်ရဲ့စိတ်ထားတည်ငြိမ်ခြင်းကစစ်မှန်တဲ့အင်အားတစ်ခုပဲဒါကတော့ကျွန်တော်ငယ်ရင်ကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများဖြစ်ပါလေကျွန်တော်ရဲ့ငယ်ရင်နဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပြေပြေရွှင်ရွှင်နဲ့ဖြစ်တဲ့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ် 这种牛肉够营养吗？